ဆိုတော့ဒီ IT major ကျွန်တော်ယူရခဲ့ဗားရ benefit ရှိတယ်ဆိုတော့အဓိက research skills တွေအရန်တက်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော် research skills အရန်တက်လာတော့တခုခုဆိုရင် subsidy နဲ့ပဲလေ့လာဖြစ်တယ်ဟိုတုံတန်းဘသူ့မှာအားကိုးဆရာမလို့ပေါ့ဥပမာတန်တန်းနေပါလေအဲ့လိုတက်ဆရာမလို့တော့တဲ့အနေထားပေါ့နော်ဟို subsidy ကိုအရန်အားကိုးရတယ်ပေါ့နော်ဒီ technology fee တွေရ major တွေอ่ะဆိုတော့ subsidy အရန်ကောင်းလာတယ် research skills တွေကောင်းလာတယ်ပြီးနောက်တစ်ခုကဒီနေ့ခေတ်မှာ အရင်ကို important ဖြစ်တဲ့ skill တစ်ခုလို့လည်းပြောလို့ရမှာเนาะဟာဒီ digital literacy ပေါ့ဆိုတော့တော်တော်များများဒီခေတ်မှာ digital literacy ကိုအရေးမကြီးအောင်ပေါ့เนาะအရင် emphasize မလုပ်ကြဘူးပေါ့เนาะဆိုတော့ digital literacy ကအရင်မှအရင်ကိုအရေးပါတယ်ပေါ့เนาะဒီနေ့ခေတ်စီကြောင်းနဲ့ဆိုလို့ရှိရင်ဆိုတော့ digital literacy ရှိခြင်းအပြည့်ဆိုရင် benefit တွေကအများကြီးပေါ့เนาะဒီအလိမ်မခံရတာတွေ scam လုပ်ခံရတာတွေဒါမှမဟုတ်ဒီ technology အသစ်တစ်ခုထွက်လာနေကိုယ့်အတွက်အရင်သုံးရတာလွယ်ကူနေရမျိုးတွေအဒါမျိုးတွေပေါ့เนาะဥပမာဟိုဒီ Microsoft Office တို့မျိုး basic software တွေဆိုဒါလူတိုင်းသုံးတတ်တဲ့ တင်တယ်မှာပါတုံးသက်တင်တယ်ဗောနော်ဒီထဲမှာပါတယ်ဗောနော်ဒါလိုတော့ကိုကကောင်းကောင်းသုံးချက်တတ်တယ်ဖြစ်ဆိုကိုရဲ့နေစဉ် lifestyle တွေ living standard တွေအရင်ကိုတက်တာတယ်ဗောနော်ဆိုတော့ကျွန်တော်ကတော့ဒီ generally အချင်းချုပ်ပြောမယ်ဆိုတော့ဒီ IT ဘက်ကိုသွားဖို့ recommend လုပ်ပါတယ်ဗောနော်ဒါမဲ့လည်းတေချာတော့ဟိုစဉ်းစားဗောနော်ကိုကဘယ်နိုင်ငံသွားမှာလဲဘာလို့ဘယ်လိုမျိုးခြေချနေတာလဲဘာတွေ future plan ဘာတွေရှိလဲဒါမျိုးတွေနဲ့တော့အများကြီးတော့စဉ်းစားဖို့လိုအပ်ပါတယ်ဗောနော်